သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ချုပ်ဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Joshua Van Young မြန်မာနိုင်ငံကိုကမ္ဘာတဝန်းကပြိသက်တော်တော်များများကတရီထားမိလာပုံနဲ့ UFC မှာပြိသက်စင်ဝင်စားမှုအတော်ခံနေရတဲ့ Chin Fighter လေး Joshua Van ရဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မြန်မာပြိသက်ဒီနေ့နဲ့ Joshua Van ရဲ့ပွဲကိုကြည့်ရဖို့၄ရက်ပဲလိုတော့တာပါ UFC ရဖန်ပါဝင်ထိုးသတ်မဲ့ UFC 317ပြိုင်ပွဲကို International Fight Week ကာလမှာကျင်းပမှာဖြစ်တဲ့ပြိုင်ပွဲတော်တော်များများကစိတ်ဝင်စားမှုမြင့်တက်နေကြပါတယ်။အဲ့ဒီပြိုင်ပွဲမှာပါဝင်ထိုးသတ်မဲ့ fighter တွေကလည်းဒိဋ္ဌိချင်း fighter တွေကြီးပါပဲ။ဒါကြောင့်မလို့ကဘာတော်က UFC ပြိုင်ပွဲတော်တော်များများကအဲ့ဒီပွဲစဉ်ကြီးကိုစောင့်ကြည့်အားပေးဖို့အသင့်ဖြစ်နေကြတာပါ။ကွင်းထဲမှာပြိတ္တဝန်ဆမ်းမှုကလည်းအရင်ကတည်းကအများကြီးပုံများမဲ့ဆိုတာသိကြပါတယ် မနေ့က UFC 307ပြိုင်ပွဲတွေ vlog series ကို post တင်ထားပါတယ် YouTube မှာအဲ့ဒီ video ကလည်းတော်တော်ပေါက်တဲ့ထဲမှာပါပါတယ်အဲ့ဒီ post မှာ chin fighter လေးကိုအသေးထားကိုရိုက်ကူးထားတာပါ fan ရဲ့ချင်းဖြစ်တဲ့4-5 club ကိုတွားပြီး fan ရဲ့လေ့ကျင့်ခန်းလုံဆောင်နေပုံတွေကိုစနစ်တကျဖော်ပြထားတာပါ fan ရဲ့လေ့ကျင့်ခန်းလုံနေချိန်မှာလည်းအနောက်မှာရှိတဲ့မြန်မာအလံကိုပါပအောင်ရိုက်ကူးတွားတာပါဒီအချက်တွေကြောင့်နိုင်ငံတကာပြည်သက်တွေကမြန်မာနိုင်ငံကိုတရီထားမိနေကြပြီလို့ပြောတာဖြစ်ပါတယ် အဲ့ဒီ post အောက်မှာလဲ international ပြည်သက်တော်တော်များများက fan ကအကောင်းဆုံးဆွမ်းဆောင်ပြမယ့်အကြောင်း fan နေနဲ့ဒီပွဲမှာလဲနိုင်ပွဲပုံဖော်နိုင်မယ့်အကြောင်းချီးကျူးရေးသားနေကြပါတယ် fan ကလက်ရှိမှာအသက်ငယ်ငယ်ရွယ်ရွယ်နဲ့နိုင်ငံကုန်ဆောင်ပိုက်တဲ့တခုဖြစ်နေပြီဖြစ်တဲ့အကြောင်းလဲတကူတကနဲ့ကိုချီးမွမ်းနေတာတွေတွေ့ရပါတယ် Joshua fan ကလက်ရှိချိန်မှာ training camp တွေကိုပြီးသက်လှုပ်ဆောင်နေပါပြီ Joshua fan ကလူစားထုတ်ဝင်ကစားပေးရတာဖြစ်စီတိုင်အောင်ပြင်းစင်ရင်၃ဘက်အထိရှိရပါတယ် ဒါကြောင့်သူကိုယ်တိုင်ကသူ့ကိုစိတ်မပူဖို့ပြိသက်တွေကိုမချကနထုတ်ဖို့ပြောဆိုနေတာဖြစ်ပါတယ် UFC ရလာမယ့်29ရက်နေ့မှာ UFC 317ပြိုင်ပွဲအတွက်သတင်းစာရှင်းလင်းပွဲကိုလှုပ်ဆောင်သွားမှာဖြစ်ပါတယ်။အဆိုပါသတင်းစာရှင်းလင်းပွဲကိုကျွန်တော်တို့ရဲ့မြန်မာကုန်းဆောင်ဖိုင်တာလေးကတက်ရောက်ရမှာဖြစ်ပါတယ်။ Joshua Van က UFC မှာထိုးသက်ခဲ့တဲ့ရှစ်ပွဲမှာတပွဲသတင်းစာရှင်းလင်းပွဲကိုတက်ရောက်ရပြီးဒီဒီချင်းကသူ့အတွက်ဒုတိယမြောက်အနေနဲ့သတင်းစာရှင်းလင်းပွဲတက်ရောက်ရမှာဖြစ်ပါတယ်။ အရင်တစ်ခေါက်ကတက်ရောက်ရတယ်ဒီဒီချိန်တက်ရောက်ရတာမတူပါဘူးဒီတစ်ခါဂျိုးရှွာဘန်မိန်ကတ်ခေါင်းစဉ်အောက်ကနေပါဝင်ထိုးတက်ရမှာဖြစ်ပြီးမိန်ကတ်ဖိုက်တာတဦးအနေနဲ့သတင်းစာရှင်းလင်းပွဲကိုတက်ရောက်ရမှာဖြစ်ပါတယ်မိန်ကတ်ထဲမှာလည်းပေါ်သေးသေးတွဲဆိုင်မဟုတ်ပါဘူးဂျိုးရှွာဘန်ရဲ့ပွဲပြီးအပေါ်မှာချန်ပီယံလူပွဲနှစ်ပွဲပဲရှိတော့တာမှာဒါကြောင့်မလို့ပရိသတ်တွေကတော်တော်ကိုစိတ်ဝင်စားမှုမြင့်တက်နေတာဖြစ်ပါတယ်ဖန်တွက်ဒီလိုပြိုင်ပွဲမျိုးမှာပါဝင်ထိုးသက်ရပြီးအခုလိုအမြင့်ဆုံးစင်မြင့်တွေစီတလန်းဝင်ရတာလေတကယ်ကိုကုန်ယူစရာကောင်းပါရင် ွန်လ28ရက်နေ့ည10:00နာရီခွဲမှာဆိုရင် UFC ရဝိတ်ချိန်အစည်းအဝေးကိုလှုပ်ဆောင်သွားတော့မှာပါကျွန်တော်တို့ချင်းဖိုင်တာလေးကတော့ဝိတ်တင်ချတယ်အများကြီးလှုပ်ထားရတာမဟုတ်ပါဘူးသူကပွဲစဉ်တိုင်းမှာလည်းဝိတ်ကိုအေးအေးအဆေးအဆေးဝင်နိုင်တာဖြစ်ပါတယ်ဒါကြောင့်မလို့ဝိတ်ချတဲ့အပိုင်းနဲ့ပတ်သက်ပြီး Joshua Van ကလုံးဝစိတ်ပူစရာလိုမယ်မထင်ပါဘူးဒီဒီချိန်မှာလည်း Joshua Van နေနဲ့အောင်မြင်မြင်နဲ့ဝိတ်ကိုတတ်မှတ်ဝင်ပြုံဝင်ရောက်နိုင်မယ်ထင်ပါတယ်လက်ဆက်ရှိနေမနက်6:00ခွဲမှာတော့ UFC က ceremony ဝင်တဲ့ face off season တွေကိုလှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ 29ရက်နေ့မှာတော့ UFC က UFC 317ပြိုင်ပွဲကြီးကိုတခဏနာနဲ့ကျင်းပသွားတော့မှာဖြစ်ပါတယ်။အာလီပရီလင်ပွဲစဉ်တွေကိုမြန်မာစံတော်ချိန်မနက်6:00ခွဲချိန်ကနေစတင်ကျင်းပသွားမှာဖြစ်ပါတယ်။မင်းကပ်ပွဲစဉ်တွေကိုတော့မြန်မာစံတော်ချိန်မနက်7:00ခွဲမှာစတင်ကျင်းပမှာဖြစ်ပါတယ်။ချိုရှွာဘန်ရဲ့ပွဲကိုတော့မြန်မာစံတော်ချိန်မနက်7:00ခွဲဝန်းကျင်မှာချီးရပွဲရှိနေပါတယ်။ချင်းဖိုင်တာလေးတို့ဒီပွဲကတကယ်ကိုအရေးကြီးပါတယ်။ ီပွဲမှာသာနိုင်ပွဲပုံဖော်နိုင်လိုက်ရင်ဖန်ရဲ့နောက်ပွဲအချန်ပီယံလူဝဲဖြစ်ဖို့ယာကိုင်တော့အတော်များတော့ပါပြီ။ကဘာတဝန်းလုံးကပရိသတ်တွေကလည်းဂျောရှွာဗန်ကိုစောင့်ကြည့်နေကြပါပြီ။ဖန်ကိုအပိယုံနဲ့မကပဲအရှိတောင်အရှကမြန်မာနိုင်ငံကိုတော့သတိပြုမိနေကြပါပြီ။ဖန်ဟာအသက်23နှစ်ရွယ်မှာပဲနိုင်ငံကုံဆောင်ဖိုက်တာဖြစ်နေပြီလို့တော့သတ်မှတ်လို့ရပါပြီ။ဒီလိုကျင်ကွင်းနဲ့ဝင်လာချိန်မှာလေကျွန်တော်တို့မြမကုံဆောင်ဖိုင်တာလေးကမြမအလန်ကြီးကိုလွှင့်ထူလာအောင်ပါပါ အကောင်းဆုံးနိုင်မွေးတပွဲသာပုံဖော်လိုက်နိုင်ရင်တော့တကယ်ကိုအတိုင်းထက်လွန်ဖြစ်သွားမှာပါဖန်ဂိုရန်ကတော့သူ့အနေနဲ့ဒီပွဲပြီးရင်ချန်ပီယံလူပွဲထိုးဖို့ပဲစဉ်းစားတော့မယ့်အကြောင်းမကြာခင်မှာချန်ပီယံခမကြီးကိုခိုင်ငွေ့ရဖို့ပြတ်မှတ်ထားနေတဲ့အကြောင်းကိုလည်းဖွင့်ဟပြောဆိုထားပါတယ်ချင်းဖိုင်တာလေးနေနဲ့သူ့လိုချင်နေတဲ့ရလဒ်တစ်ခုကိုရအောင်လုပ်ပြမလားဆိုတော့ဆက်လက်ဆောင်ကြည့်သွားကြရမှာဖြစ်ပါတယ်။ဂျော်ရှွာဘန်နေနဲ့ချန်ပီယံလူမှန်ကြခြင်းနဲ့ဆိုရင်ဒီပွဲပေါ်မှာအများကြီးမှုတည်ပါတယ်။ ဂျော်ရှွာဘိုင်နေနဲ့ဘရန်ဒန်ရိုက်ဘယ်လို့ဖိုက်တာကိုသာအနိုင်ပြလိုက်နိုင်ရင်ဖန်ကို UFC ကချန်ပီယံလူ့ခွင့်ပေးဖို့ညှင်းဆန်နေမှာမဟုတ်ပါဘူးဂျော်ရှွာဘိုင်ရဲ့နောက်မှာမြန်မာပရိသတ်အင်အားတော်တော်များတယ်ဆိုရလေသူတို့ကတည်ထားပြီးသားပါဒါကြောင့်မလို့ဖန်အနေနဲ့ဒီပွဲမှာအကောင်းဆုံးဆွမ်းဆောင်နိုင်မှုပဲမျှော်လင့်မိပါတယ်ဘလို့ခင်းချင်းနေဖြစ်လာမလဲဆိုတော့29ရက်နေ့မနေ့မှာစောင့်ကြည့်လိုက်ကြရအောင်ပါခင်ဗျာကျွန်တော်တို့ချင်းဖိုက်တာလေးအနေနဲ့လည်းအကောင်းဆုံးနိုင်ဖို့ရရှိပြီးနိုင်ငံကုန်ကိုထပ်မံဆောင်နိုင်ပါစေလို့ကျွန်တော်တို့ဆန္ဒပြုပါရစေခင်ဗျာ ဂျော်ရှွာဘန်ရဲ့ပွဲချိုအင်တာဗျူးတွေကိုလည်းတင်ဆက်ပေးပါဦးမယ်ခင်ဗျာပရိသတ်ဒီနေနဲ့ရောဂျော်ရှွာဘန်နေနဲ့ဘလို့အခင်းကြီးတွေတည်ဆောင်လာမယ်ထင်ပါတယ်လေမိမိတွေထင်မြင်စားချက်တွေကိုလည်းကွန်မန့်မှာဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာဒီကနေ့အတွက်နင်ဆက်မှုလေးကတော့ဒီလောက်ပါပဲနောက်မယ့်နေ့တော့လည်း MMA လောကနဲ့အောက်စားလောကကတော့ဆိုးရဆိုင်ဝင်ကြတဲ့အကောင့်တွေအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ပါသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲတာပျော်ရွှင်မဲ့ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်ကြပါစေ